တော်ရန်ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာစံရတီရဲ့ထမင်းကြိုးဟင်းကြိုးဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်အာမဖြစ်နိုင်ပါဘူးတထေးရဲ့ကျွန်တော်မလုပ်ပြစေနဲ့ မျောလင့်မထားတဲ့စကားမှု အကြောက်ကံညင်းမိတယ်ကျွန်တော်လိုအောက်ခြေအလုသမားတယောက်ကိုတတိကနှစ်ယောက်ထဲပြောကျင်တဲ့စုကလေးကရင်းနေထိတ်နေခဲ့ရတာအခုတော့ရင်တုံပန်းတုံ မထိတ်တာမလန့်တာကိစ္စကိုမှ အကူအညီတောင်းရတယ်လို့တတိရဲ့ကျွန်တော်ရဲ့ထိတ်လန့်မှုတွေကတတိရဲ့မျက်နှာကို မစိုးစလောက်ပြတ်သွားစေတယ်နင်းနေတော့အာနာမိသွားရဲ့တတိကတပြင်းရှည်တစ်ချက်ကိုလေးလေးပင်ပင်မှုတ်ထုတ်လိုက်တယ် အိတ်ထဲကစနိုးတာဝါကို ထုတ်ပြီးမျက်နာကိုပုတ်တုတ်တယ်။ရေတစ်ခွက်မော့တောက်လိုက်ပြီးမှတေချာစဉ်းစားပြီးပါအောင်ကုမှုဝေရဲ့ကျွန်တော်လဲဒီလို ကိစ္စမျိုးတော်ယုံလူအကူကြီးမတောင်းဝင်ပါဘူး။အခုဟာကအိမ်အောင်ရေးတီမြဲမှုတာယာမှုဆိုတာတွေတဲ့ကျွန်တော်မိမကို စိတ်ချမ်းသာစေခြင်းလွန်းလို့ပါ။တထေးကစကားကိုခဏရက်ပြီးအသက်ကိုခပြင်းပြင်းရှူတယ်။တထေးရဲ့မျက်လုံးထဲကစွတ်စွတ်ချင်းတွေဟာ ကျွန်တော်မျက်လုံးစီကိုကူးဆက်ချင်နေပြီပရင်မောင်မန်ကိုလာရက်ခတ်နေတဲ့မိုးဖွဲဖွဲတံအကြည့်တွေကိုလမ်းလွှဲလိုက်တယ်တကယ်တော့တထေးကကျွန်တော်ဘဝရဲ့ကျေးဇူးရှင် အလုရှင် ထမင်းရှင်ပါကျွန်တော်ဟာတထေးသေးဆိုသေးရှင်ဆိုရှင်ဖြစ်ရမယ်လူသားမျိုးပါပြီးတော့တထေးတို့အိမ်အောင်ရေးကိုလည်းတည်မြဲစေခြင်းတာယာစေခြင်းနဲ့သူဟာကျွန်တော်ပြင်တခြားလူဘသူရှိအောင်မှလဲ တထေးရဲ့စွန့်နေတဲ့စကားသံတွေထွက်ကြလာပြန်တယ်။ကိုမိုးဝေပဲစဉ်းစားကြည့်ဗျာ။ကိုမိမနဲ့ဖန်ပြွန်တရေသားတဲဖို့တုပ်ပိုးကိုတခြားသစိမ့်တယောက်စီကအလှခံနေရတဲ့ယောက်ျားတယောက်ဟာဘလောက်များတထေးရဲ့တုံရင်ပြီးတိမ်ဝင်သွားတဲ့အတန်ကြောင့်ကျွန်တော်လှည့်ကြည့်မိတယ်။တထေးကမျက်နှာကိုလက်ဖွားနှစ်ဖက်နဲ့အုပ်ထားတယ်။အချိန်တော်ကြာငြိမ်သက်နေပြီးမှခေါင်းမော်လာတယ်။ ကျွန်တော်ချွေရင်းချက်ကြောင့်ကလေးမရနိုင်တာကိုသာ तू တိသွားရင် तू တခြားမိမတွေလိုကျွန်တော်ကိုမစွန့်ခွာသွားပဲ तू သာတသက်လုံးစိတ်ဆင်းရဲခံသွားမှာဗျဒါတွေကိုကိုမိုးဝေအတိဆုံးမှာဒါကြောင့်ဒါကြောင့်မှာဗျာမျက်ရည်စတွေတွဲလဲခိုးနေတဲ့တတိရဲ့မျက်ဝန်းတွေဟာယောက်ျားတယောက်ရဲ့အနှိမ်ချဆုံးသော တောင်းမှန်ခြင်းအတနာခံခြင်းဆိုတာကိုကျွန်တော်နားလည်လိုက်ပြီတပြင်းမောတစ်ချက်ကိုမှုတ်ထုတ်လိုက်တယ် တထေးကိုမကြည့်ပဲကျွန်တော်အလေးအနက်အသေးချာကိုစဉ်းစားပြရစီအောင်တထေးရဲ့ကျွန်တော်ထိုင်ရာမှထလိုက်တယ်ပြီးတော့တထေးနဲ့ကျွန်တော်နှစ်ယောက်တည်းရှိနေတဲ့အခန်းချင်းလေးတဲကလွန်မြောက်ရာစီတို့အဖြေမဲ့အမေးပု္ပ္ပစာအတွက် ဖီစီလေးလံနေတဲ့ကျွန်တော်ခြေောက်တွေက ခြေဥတဲ့ရာတင်းပြန့်နေတဲ့ပန်းရနဲ့ရဲ့ခလေးတစုရဲ့စူးစူးညံ့ညံ့အတန်ကြောင့်ပတ်ဝန်းကျင်ကိုသတိပြုမိတယ်ရောက်နေတဲ့နေရာက ကလေးကစားခွင်တခုညောင်းချီလာတဲ့ခြေောက်တွေက ကစားခွင်ထဲကခုံတန်းလေးမှာထိုင်မှု အမိန်ပေးနေတယ်တော်ပြီဟာသမီးညိုဟင်းညိုဆိုရင်ငါမပါတော့ဘူးကစားဝိုင်းထဲကနေစူပုတ်ပုတ်နဲ့ထွက်သွားတဲ့လူကောင်သေးသေးကလေးငယ်တယောက်သူကကျွန်တော်အတိတ်တွေကို တူးဆွလိုက်တယ်လို့ဟုတ်တယ်ကျွန်တော်ငယ်ငယ်တုန်းကလည်းဘာပဲဆော့ဆော့အမြဲတမ်းထမင်းညိုဟင်းညိုပဲ လူကောင်သေးလွန်ညှက်လွန်းနေကျွန်တော်ကဘဲကစားပွဲမှာမှအင်းနဲ့အားနဲ့မစော့နိုင်ဒီတော့ဘဲအဖွဲကမှ ကျွန်တော်ကိုကစားဘောဖြစ်မခေါ်ခြင်းဒါပေမဲ့မျက်နှိုးဆိုတဲ့တငယ်ချင်းအစုတ်ပလုံမာလေးကတော့အမြဲလိုလိုသူ့အဖွဲထဲမှာထမင်းညိုဟင်းညိုဆိုပြီးကျွန်တော်ကိုခေါ်သွင်းတက်လေတယ်တကယ်တော့ထမင်းညိုဟင်းညိုဆိုတာကစားပွဲထဲမှာဝင်မကစားရတဲ့အယံလူသဘောမျိုးဒီတော့ဘဲကလေးမှာ ထမင်းညိုဟင်းညိုအဖြစ်မကစားခြင်း ကျွန်တော်ကတော့လုံးဝဝင်မကစားရတာတဲ့ဆိုင်ရင် ထမင်းညိုဟင်းညိုကမှ ကောင်းသေးတယ်လို့တွေးမိတဲ့ကောင်ဒီလိုနဲ့ကျွန်တော်စိတ်တွေဟာ အတိတ်ကိုတပြေးပြေးသူများတွေတက္ကသိုလ်ရိပ်မှခိုးပြီးပျော်မွေ့နေချိန်မှာ ကျွန်တော်နဲ့မျက်နှာကတော့ဘဝတက္ကသိုလ်မှာဘွဲ့ရနေပြီအတန်းပညာမရှိတဲ့ကျွန်တော်တို့ဟာ ထမင်းဆိုင် တစ်ဆိုင်ရဲ့အခြေခံလုပ်တာ ရုပ်ရည်ချောမောလှပတဲ့မျက်နှာကတော့ကောင်တာမှာတက်တောင့်တက်တာအလှပြယုံတက်တန်ကျွန်တော်ကတော့သပွဲတိုးပေါ့တနေ့ကုန်ဘဝအမောတွေနဲ့ပိတ်လောင်မိနေတဲ့မျက်နှာနဲ့ကျွန်တော်ရဲ့အိမ်ပြန်လန်းဟာစကားတပြောပြောနဲ့အပန်းဖြေခီးပမာမိုးဝေမနေ့ကနင်တို့အိမ်မှာထမင်းစားရတာအတော်မိန်နာဟာမနေ့ညနေကအိမ်မှာငပိရေကျဲတို့စရာအကျန်းတယ်နဲ့စားခဲ့ရတဲ့ထမင်းဝိုင်းကို မျက်နှိုးကတန်းတန်းတတာပြောနေရှာတယ်။မျက်နှိုးရဲ့ငါအိမ်သက်ဆိုင်ရင်နေအိမ်ကမှဟင်းကောင်းသည်အမလီဟဲငါတို့အိမ်လဲတားမိနှစ်ယောက်ထဲဆိုပေမဲ့အမေစေးဖို့ကရှိနေတော့ခြွေတာစားနေရတာပါပဲ။နင်တို့အိမ်နဲ့တိတ်မကွာလှဘူးရဲ့။ဒါပေမဲ့နင်တို့အိမ်ကမောင်းတွေနမတွေနဲ့ဆိုတော့ဟင်းမကောင်းလဲစားမိန်နေဟာ။မျက်နှိုးစကားကိုကျွန်တော်ထောက်ခံလိုက်မိတယ်။ဟုတ်တယ်။မျက်နှိုးရဲ့ထမင်းဝိုင်းဟာ အမဲလိုလိုငောင်စင်းစင်းတယောက်တည်းယောဂာတဲ့အမိကလည်းမျက်နှိုးနဲ့ဝိုင်းဖွဲ့ပြီးထမင်းတူစားမပေးနိုင် သူကိုယ်တိုင်တောင်မျက်နှိုးခွန့်နဲ့စံပြုတ်ကိုမနှဲမျိုးချနေရသူမိုးရဲ့ငါလေတခါတခါကျနင်တို့မိသားစုကိုတိတ်အားကြတာပဲနင်ငါတို့မိသားစုကိုတိတ်အားကြနေရင်ငါအမေလိုပဲယောက်ျားယူပြီးကလေးတွေတပြုံကြီးမွေးလိုက်ပေါ့ဟာကျွန်တော်စကားကြောင့်အဆက်သေးသွားတဲ့မျက်နှိုးကအ ကျွန်တော်ကြောကုန်းကိုတဲကြီးမဲကြီးထုပြန်တယ်။ကျွန်တော်ကတဟဲဟဲကြီးတော့သူကအချက်ပြေပြန်ပြောတယ်။ဟုတ်တယ်ဟာမွေးမယ်ဟာမွေးမယ်ဘာဖြစ်မလဲ။ဘာလဲနင်ကနင့်ကိုကြိတ်ခိုက်ပြီးထမင်းလာစားနေတဲ့ဟိုလူပြိုကြီးကိုသူရနဲ့ယူဟာငါ့ကိုအဲ့လူနဲ့မစနဲ့ဟာမကြိုက်ဘူး။ဒေါသတကြီးပိတ်အော်လိုက်တဲ့မျက်နှိုးကိုကျွန်တော်ထက်ဆကျင်လာတယ်။အောင်မယ်သူကပဲနာအံ့ထင်သေး ဟိုကဘွေရပညာတဲ့ဥစ္စဘောရုပ်ချောနော်တကယ်လို့များသူ့ကိုလာတောင်းရင်ကောက်ခနဲ့ပါသွားမယ်ဟာကမြန်အောင်မယ်ပါစရာလားငါမှချစ်ရမယ်လူရှိတယ်ငတုံးမိုးဝီရဲ့ဘာမြတ်နိုးနင်းကငါမသိအောင်ကြီးစားထားနေတယ်ပေါ့လေဘာတူလဲပြောစမ်းမြတ်နိုးကရှာလေးထုတ်ခါဆက်ပြဲပြဲပြောပြရင်လက်ခါပြတယ်မြတ်နိုးရဲ့ကိုဘိုးကိုဖမ်းဆုပ်လိုက်ပြီးပြောတော့မပြောရင်ငါမလွတ်ဘူးမြတ်နိုးဆုံးမှာ အာနာရေဟာမိုးဝေရလွတ်ပါလွတ်ပါပြောပါမယ်သူ့ကိုလွတ်ပေးလိုက်တော့ဂုတ်ဘိုးလေးကိုပုတ်ပြီး ရှုံ့မဲ့မဲ့ပြောတယ်ငါချစ်ရမယ့်လူကညနိုးကစကားစာဖြတ်ပြီး ကျွန်တော်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေတယ်သူ့မျက်လုံးတွေကနူးနူးညံ့ညံ့ပြုံးနေတယ်ကျွန်တော်ရင်တွေတဒိန်ဒိန်ခုန်းနေတယ်ညနိုးရဲ့နှာခမ်းတွေကတဖြည်းဖြည်းတွန့်ကွေးပြီးပြုံးလာတယ်ဟီးမမွေးသေးဘူးဟာ ျွန်တော်ရင်ထဲပူကနေရှင်းကနေနှွေးကနေဖြစ်သွားတယ်ပြီးတော့မျက်နှွေးရဲ့သပင်တူတူတွေကိုထိုးဖွာလိုက်ပြီးသူ့ကိုအမြည်သစ်တစ်ခုပေးလိုက်မိတယ်အယူးမှအဲ့ဒီအချိန်မှာပြုံးစုံမိုးကရွာချတယ်မျက်နှိုးကသူ့ရဲ့ထဲကထီးကလေးကိုထုတ်ဆောင်တယ်လက်ပလာနဲ့ကျွန်တော်ကို ကြည့်ပြီးထုံးစံတိုင်းထီးမပါပြန်ဘူးမဟုတ်လားနင်ဟာလေငါကစောင်းစီခြင်းလို့ဝယ်ပေးထားတာတောင်ထီးကိုယူမလာဘူး ထီးဆောင်တာအကျင့်မရှိတော့မိမိကြံခဲ့တယ်ဟာကဲလာပါလာပါငါထီးတဲ့ကိုကြွတော်မူပါအဲ့ဒီလိုနဲ့ဝုံဝုံတိုင်းတိုင်းမိုးတဲ့တဲမှာထုံးစံတိုင်းထီးတဲ့ချောင်းကိုနှစ်ယောက်အတူစောင်းလို့ပြန်ခဲ့ကြတယ်မိုးဝီကိုသူရငါ့ကိုလာတောင်းတဲ့ကိစ္စနင်းကသဘောတူတယ်လို့အမေကိုပြောလိုက်တယ်ဆိုဒေါသတကြီးမေးနေတဲ့မျက်နှိုးရဲ့အတန်ဟာ တိတ်ဆိတ်အေးချမ်းနေတဲ့ပတ်ဝန်းကျင်နဲ့မလိုက်ဖက်လွန်းစွာ သူ့ဒေါသတွေကို သိရလို့ရက်ွက်ထိတ်ကကံမောင်စီကို ကျွန်တော်ခေါ်လာခဲ့တာမြန်တို့ဒေါသတွေကစူဝေးလာတယ်လို့ကျွန်တော်ရင်ဘက်ကလည်းထုံပေလာပြီကျွန်တော်အာယူပြီးပြုံးလိုက်တယ်ကိုသူရကနင့်ကိုမိသားဖသားပြီးပြီးတောင်းရန်ကျွန်တော်စကားကိုဖြတ်ပြောဖို့နှကန်းချွန်လာတဲ့မြန်တို့ကိုလက်ကဟန်တားရင် ကျွန်တော်ပြောလို့ရကို အတင်းပြောချလိုက်ရတယ် ကိုသူရကနင့်ကိုတကယ်ချစ်တာပါမြင်နိုးရဲ့ပြီးတော့ तू ကနင်းညင်းရမယ်လူလားနင်းကငါ့အချစ်ဆုံးတငယ်ချင်းမှာငါမကောင်းကြံမမလားဟာမြင်နိုးကခေါင်းကိုတွင်တွင်ခါရမ်းလိုက်ပြီးအချစ်မပါတဲ့အိမ်တော်ကြီးကတာယာမှားတဲ့လားငါသူ့ကိုမချစ်ဘူးပြီးတော့ငါရင်ထဲမှာဘသူရှိနေတယ်ဆိုတာနင်းအသိဆုံးတိတ်ဆန်းမြင်နိုးဖြတ်អော်လိုက်တဲ့ကျွန်တော်အတန်းကြောင့်မျက်နှာမျက်ရည်ဝိုင်းသွားတယ် ျွန်တော်သူ့ကိုကြောက်ခိုင်းလိုက်တယ်။နင်တို့ငါတို့ဘဝတွေကစိတ်ကူးရင်ရမယ်ဘဝတွေလား။နင်လဲနှလုံးယောဂါတဲ့အမေအိုကို ပြုစုလှုပ်ကျွေးနေရသလိုငါလဲမုတ်ဆိုးမအမေနဲ့ညီငယ်ညီမတွေရဲ့တာဝန်ကိုထမ်းနေရတာ။ဘာပဲဖြစ်ဖြစ်နင်နေမိအတွက်စဉ်းစားတဲ့။မျက်နှာကကျွန်တော်ကိုပခုံးကနေကင်ပြီးဆွဲလှဲလိုက်တယ်။ကျွန်တော်မျက်လုံးတွေကိုသေးသေးချာချာစိုက်ကြည့်တယ်။သူ့အကြည့်တွေကနေလွှဲဖယ်ဖို့ကျွန်တော်ခေါင်းကိုထားမိတယ်။ ကျွန်တော်ပခုံးတွေကိုလှုပ်ရမ်းပြီးသူ့မေးတယ်။ဒါဆိုငါကိုသူရကိုလက်ထပ်လိုက်ရင်နင်ဝမ်းသာမှာလား။နင်ပြောမှာလားဟင်။ငါ့ကိုပြောစမ်းပါမိုးဝေရဲ့။ကျွန်တော်ပခုံးကိုစုပ်ကင်ထားတဲ့မျက်နှိုးရဲ့လက်တွေကိုတွန်းဖယ်လိုက်တယ်။မျက်ဝန်းတကားကနေခုံဆင်းမှုအာယူနေတဲ့မျက်ရည်တွေကိုကွယ်ဝှက်ဖို့အတွက်ကျွန်တော်သူ့ကိုကြောခိုင်းလိုက်တယ်။မျက်နာကိုလက်ဝါးနဲ့ပုတ်တဲ့ရင်ခေါင်းညိတ်ပြတယ်။မျက်နှိုးကဟဟပပပရှိတယ်။ မလိန်တဲ့ပဲလိန်မနေစမ်းပါနဲ့မိုးဝေရဲ့ငါမျက်နာကိုသာတဲ့တဲ့ကြည့်ပြီးနင်းဖြည့်စမ်းပါငါကစိတ်ကူးရင်နေတာလားနင်းကတရေဘောကြောင်နေတာလားဆိုတာဟင်တရော်တော်တော်ပြောနေတဲ့မျက်နှိုးကိုမျက်နှာချင်းဆိုင်မှု ကျွန်တော်ကြိုးစားလိုက်တယ်အောက်နှခမ်းကိုတင်းတင်းပြက်ပြက်ဖိကိုက်ပြီးမထီထီပြုံးနေတဲ့မျက်နှိုးကိုကျွန်တော်တီတီငိငိစိုက်ကြည့်လိုက်တယ်မျက်နှိုးနင်းသာကိုသူရကိုလက်ထပ်လိုက်စမ်းပါ ဒီကဘာမှာအပျော်ဆုံးလူကငါပဲဘာလို့လဲသိတာနင်တို့သားမိကိုစောက်ရှောက်ပေးနေရတဲ့ဒုက္ခအဲ့ဒုက္ခတွေပေါ့သွားလို့ဟေးဘာနင်နင်ဟာနင်ကျွန်တော်ကိုလက်ညှိုးငေါငေါထိုးပြီးအော်ဟစ်ရင်မထဲကခုန်ထွက်ချင်နေတဲ့စကားတွေကိုမျိုးသိပ်ခြာကနေလှဲ့ကြောခိုင်းကျွန်တော်နဲ့ဝေးရာကိုမျက်နှာပြေးထွက်လို့သွားပြီကျွန်တော်ကတော့တောင်းတင်းနေတဲ့ခြေထောက်တွေနဲ့ အချိန်တော်ကြာအဲ့ဒီနေရာကနေခွာမရဘူးမြေဝန်းတကားကို ကျူးကျော်ဖို့ကြိုးစားနေတဲ့မျက်ရည်တွေကိုလည်းအတားဆီးမရှိ ကျွန်တော်ခွင့်ပြုမိတယ်မိုးတွေကလည်းညှိုးမှန်ဖွဲ့လို့တဲနေတယ်မိုးရည်တွေနဲ့တူ ကျွန်တော်မျက်ရည်တွေလည်းကံရည်ပြင်းနေကို အရှုံးပေးလို့စီးစင်းနေတယ်အတိတ်ကိုပြန်တွေ့တိုင်းကျွန်တော်ပါပြင်ပေါ်မှာမျက်ရည်မြစ်တစ်စင်းစီးစင်းသွားတတ်တယ် မျက်ရည်တွေကိုလက်ခုံနဲ့ပုတ်တက်လိုက်တယ်။ညောင်ညာနေတဲ့ခြေထောက်တွေကလည်းအတော်အတန်ပြေလျော့သွားပြီမို့ထန်ရာကထတယ်။အဲ့ဒီအချိန်မှာပဲအစိုးမရတဲ့ရန်ကုန်မိုးကပြုံးစုံရွာချပြန်တယ်။အာကိုရာထီးပါတဲ့လူတွေကတော့အရှိုးရှိုးထီးလေးတွေဖြန့်ဆောင်းလို့လက်ဗလာနဲ့ကျွန်တော်ကတော့ခေါင်းမော်ကိုလက်နှစ်ဖက်အုပ်တင်လို့မိုးခိုဖို့နေရာရှာရတယ်။ခလန်းလန်းကအေးဆိုင်လေးတဲကို ကျွန်တော်ပြေးဝင်လိုက်တယ်ခက်ချင်းချင်းဆိုင်လေးထဲမှာတိုးဝေလို့မိုးခိုတယ်စုတ်စွနေတဲ့မိုးရွာတွေကိုလက်နဲ့တတ်ချလိုက်တယ်ဘောင်းမြိတ်ထဲထည့်ထားတဲ့ဖုန်းကရုတ်တရက်မြည်လာတော့ဖုန်းကိုထုတ်ကြည့်တယ်မြည်လိုက်ရတဲ့နံပါတ်ကြောင့်ပြုံးမိရဲ့မြည်နေတဲ့ဖုန်းကိုကင်လိုက်တယ်ဆိုရင်ပဲဟဲ့မိုးဝီမိုးတွေရွာနေတယ်နော်နေအခုအပြစ်မလား ठी ရောပါရဲ့လားမပါလဲမိုးလို့ရမှာခိုးနေနော် ဒရဇက်ပြောနေတဲ့မျက်နှိုးရဲ့အတန်းကြောင့်ကျွန်တော်ပြုံးမိတယ်။သူစိတ်မပူစေဖို့အတွက်သူ့အမေးတွေကိုစီလျော်အောင် ကျွန်တော်ဖြေလိုက်တယ်။ကျွန်တော်အဖြေစကားကြောင့်စိတ်ချလက်ချဖုံးချဖို့ပြင်းနေတဲ့မျက်နှိုးကိုလှမ်းတလိုက်ရတယ်။ဘာပြောမလို့လဲဟဲ့ငါဒီမှာအလုပ်ရှိသေးတယ်။ကျွန်တော်တက်ပြင်းမောတစ်ချက်ရှိုက်ထုတ်လိုက်တယ်။နေ့ယောက်ျားငါတထေကိုသူရကိုပြောပြပါဟာ။သူပြောထားတဲ့ကိစ္စကိုငါသဘောတူပါတယ်လို့။အော် အေးအေးဘာကိစ္စလဲဟဲ့ကျွန်တော်အန်တင်းတင်းကြိတ်လိုက်တယ်အလုတ်ကိစ္စပါဟာဩအေးအေးဒါပဲနော်ဖုံးချဖို့ဟန်ပြင်းနေတဲ့မျက်နှိုးကိုဒုတိယကြိမ်လှန်တာမိပြန်တယ်မျက်နှိုးနင်းတဲ့ကိုသူရတို့ခလေးရလာရင်လေตาလေးပဲဖြစ်ဖြစ်သမီးလေးပဲဖြစ်ဖြစ်မိုးဆိုတဲ့နာမည်တစ်လုံးတော့ပါအောင်မှဲ့ပေးပါဟာမျက်နှိုးဟာဟာတပြက်လုံးတစ်ခုကြားလိုက်ရသလို့ ဟဟပပရီမောပြီးဖုံးချသွားတယ်။ကျွန်တော်ရင်ဘတ်ကြီးကလည်းနာနာကျင်ကျင်နဲ့ငုံမဲ့မဲ့ကြီးရီးနေတယ်။မုံမင်းကြီးကလည်းကြေကြေကွဲကွဲနဲ့ပြုံးဖြဲဖြဲကြီးမဲ့နေတယ်။အော်မျက်နှိုးရင်တကယ်တော့ငါဟာလေဟိုးရင်ကလေးကထမင်းညိုဟင်းညိုဘဝပါဟာ။ရွှေမြုပ်တွေရုပ်စုံမဂ္ဂဇင်းဩဂုတ်လ2019ခုနှစ်